ကဆုံလပြေဗုဒ္ဓနေတဲ့ကဆုံလပြေဗုဒ္ဓနေလို့ကဆုံလပြေကိုဗုဒ္ဓနေလို့ဘာကြောင့်ပြောဆိုရတာလဲဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အာလုံးသောဓမ္မချစ်ခင်သူတော်ရှင်များမတိတိတဲ့သူများသိရှိကြဖို့အတွက်မကြဘူးတိတဲ့သူများ ကျမ်းနာမှတ်သားရဖို့အတွက်ဥစဉ်အနှဲငယ်ဓမ္မဒါနပြုပြောပြမျှဝေပေးပါမယ်။ကဆုံလပြိဗုဒ္ဓနေလို့ကဆုံလပြိနေကိုပေါ့လေဗုဒ္ဓနေလို့ဘာကြောင့်ပြောရတာလဲဆိုရင်ဥစဉ်တို့မြတ်ဗုဒ္ဓရဲ့အရေးပါတဲ့ဖြစ်တော်စဉ်တွေဟာ ကဆုံလပြည့်နေ့မှာလာပြီးတော့ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီကဆုံလပြည့်နေ့ကိုဗုဒ္ဓနေ့လို့ရှေ့အစဉ်အဆက်တလိတဇာရေးထားပြီးတော့ပြောဆိုခဲ့ကြတာဖြစ်ပါကဆုံလပြည့်ဗုဒ္ဓနေ့လို့ဒီလိုပြောဆိုခဲ့ကြတာဖြစ်ပါအဲ့တော့ရေးပါတဲ့ ဖြစ်တော့ဇင်တွေဟာကဆုံလပြည့်နေ့မှာလာပြီးတော့ဖြစ်တယ်။အဲ့ဒီကဆုံလပြည့်နေ့မှာလာဖြစ်တဲ့အရေးပါတဲ့ဖြစ်တော့ဇင်တွေကဘာတွေလဲဆိုတာကိုဒါသိရှိ နားလည်ကြဖို့အတွက်မသိသေးတဲ့သူများသိကြဖို့အတွက်မကြဘူးသိတဲ့သူများကြားနာမှတ်သားကြဖို့အတွက်ဦးစင်းအနေငယ်ဓမ္မဒါနာပြုမြဝေပြောပြပေးပါမယ်။အဲ့တော့ဒီအကြောင်းအရာကိုဦးစင်းက ရှစ်လုံးပွဲကြပြလေးများကိုရွတ်ဖတ်ပြီးတော့ပြောပြပါမယ်ကဆုံလပြည့်ဗုဒ္ဓနေ့ဖြစ်ခြင်းရဲ့အကြောင်းပေါ့နံပါတ်1ကလေးတင်ချေကင်းတသိန်းကကြုံသူမေတ္တာလောင်းညွန်ပြောင်းဘွက်အောင် ဒီပင်ထံပါဝံလျာမောက်ခုံစုပန်းနေလပြည့်ຫນွေကဆုံလေးတင်ချီနဲ့ကဘာတသိကာလတုန်းကပေါ့ဦးဇင်းတို့ဂေါတမဗုဒ္ဓဖြစ်လာမဲ့ဖယားလောင်းသူ့မိတာရှင်ရတဲ့ဟာဒီပင်ကရာမြတ်စွာဘုရားရဲ့ ခြေတော်ရင်းမှာဘုရားဖြစ်ဖို့အတွက်ခန္ဓာကိုယ်ကိုတရားခင်းလူပြီးတော့ဘုရားစုပန်ခဲ့တဲ့နေ့ဟာကဆုံလပြည့်နေ့ဖြစ်ပါတယ်တဲ့ဒါကဆုံလပြည့်ဗုဒ္ဓနေ့ကဆုံလပြည့်ဗုဒ္ဓနေ့လို့ဒီလိုပြောဆိုရခြင်းရဲ့ဒါပထမအကြောင်းပေါ့ လေသင်ချေကိန်းတသိန်ကကြုံသူမိတာလောင်းညွန်ပြောင်းဘွတ်အောင်ဒီပင်ထံပါဝံလျာမောက်ခုံစုပန်းနေလာပြည့်နှွေကစုံကစုံလာပြည့်နေ့မှာဒါဖះစုပန်ခဲ့တယ်တဲ့ဦးဇင်းတို့မြတ်ဗုဒ္ဓသူမိတာရှင်ရတိဘဝမှာဒီပင်ကရာမြတ်စွာဘုရားရဲ့ထံတော်ဘာမှာဖះစုပန်ခဲ့တယ် အဲ့တော့ဘုရားစုပန်တဲ့နေ့ဒီကဆုံလာပြင်းနေ့ဖြစ်ပါတယ်နောက်တကကဆုံလာပြည့်ဗုဒ္ဓနေလူ ပြောဆိုရခြင်းရဲ့ဒုတိယအကြောင်းကမဟာတကတိ68ကျုံလုံပဏီတော်တမောယကုံမာယာမေဖြာဗဒမြာနုံငုံဖွားမြေနေ့ လာပြေຫນွေကဆုံမဟာတက္ကတိ60နဲ့8ခုနေတဲ့လုံပဏီတော်မှာလုံပဏီဥယျံတော်ထဲမှာမေတော်မာယာရဲ့ဝမ်းကြတိုက်ကနေပြီးတော့ဦးဇင်းတို့မြတ်ဗုဒ္ဓလောင်းလျာတိတ်တထမင်းသားပေါ့ပွားမြင်ခဲ့တဲ့နေ့မွေးပွားခဲ့တဲ့နေ့ဒီကဆုံလာပြေနေ့ဖြစ်ပါတယ် ကဆုံလက်ပြိဗုဒ္ဓနေ့ဖြစ်ရခြင်းရဲ့ဒါဒုတိယအကြောင်းတစ်ခုပေါ့နောက်တစ်ခါနံပါတ်3တတိယအကြောင်းက103နှစ်တဂတိကျုံဥရဝေလသာစွာယကုံမန်ဆွေငါးစင်းနေနေအကုံဗုဒ္ဓနေလက်ပြိနှွေကဆုံး မဟာတက္ကရတရားနဲ့သုံးနှစ်မှာတဲ့ဥရုဝေလတော်ထဲမှာမငါးပါးကိုနေနင်းပြီးတော့တပ္ပိညုတရွှေဉံတော်ကိုရခဲ့တဲ့နေ့ဖျားဖြစ်တဲ့နေ့ဟာဗုဒ္ဓဖြစ်တဲ့နေ့ဟာကဆုံလာပြည့်နေ့ပဲဖြစ်ပါတယ်တာကဆုံလာပြည့်ဗုဒ္ဓနေ့ဖြစ်ခြင်းရဲ့ တတရအကြောင်းပေါ့နောက်ကဆုံးလိုက်ပြီးဗုဒ္ဓနေဖြစ်ခြင်းရဲ့သဒုဋ္ဌအကြောင်းနံပါတ်၄ကတရား၄နိမ့်တက္ကတိကျုံကပိလနန်းကြွမြန်းခုလုံဗုဒ္ဓဝင်ဇတ်ဟောလဖုံဖုံပြန်လဲတွေးလာပြီးနှွေကဆုံမဟာတက္ကတိတရားနဲ့၄နိမ့် ကပိလနန်းမှာကြွမြန်းတဲ့အချိန်ခါဗုဒ္ဓဝင်ဇတ်တော်ကိုဟောကြားတဲ့နေ့ဟာကဆုံလပြည့်နေ့ပဲဖြစ်ပါတယ်။ဒါကဆုံလပြည့်ဗုဒ္ဓနေ့ဖြစ်ခြင်းရဲ့သဒ္ဓတာအကြောင်းနောက်ဆုံးကဆုံလပြည့်ဗုဒ္ဓနေ့ဖြစ်ခြင်းရဲ့နောက်ဆုံးအကြောင်းတစ်ခုကတော့ရာ48 တကတိကျုံမလမင်းတို့အင်ချင်းယကုံနိဗ္ဗာန်ကြွလို့ဘဝဇခုံတိန်တော်နိလပြည့်နွေကဆုံရ48တရားနဲ့48မှာတဲ့မဟာတက္ကရတရား48ခုနှစ်မှာမလမင်းတို့ရဲ့အင်ချင်းဥယျင်မှာဦးဇင်းတို့မြတ်ဗုဒ္ဓဖရာဘဝဇတ်သိန်း ငြိမ့်တဲ့နေ့နိဗ္ဗာန်ကြွတဲ့နေ့ပြိနိဗ္ဗာန်ပြုတ်သွားတဲ့နေ့ဟာဒါကဆုံလပြည့်နေ့မှာပဲဖြစ်ပါတယ်ဒါကဆုံလပြည့်ဗုဒ္ဓနေ့ဖြစ်ခြင်းရဲ့နောက်ဆုံးအကြောင်းပါပဲအဲ့တော့ဒီလိုဒီအကြောင်းတွေကြောင့်ကဆုံလပြည့်နေ့ကိုဗုဒ္ဓနေ့လို့ဒီလိုပြောဆိုရတာဖြစ်ပါတယ်ပြောဆိုခဲ့ကြတာဖြစ်ပါတယ် ပထမနံပါတ်1အကြောင်းကဘုရားဖြစ်ဖို့အတွက်စုပန်တဲ့နေ့ဟာကဆုံလပြည့်နေ့ဒုတိယအကြောင်းကဘုရားလောင်းဖွားမြင်တဲ့နေ့မွေးဖွားတဲ့နေ့ဟာလည်းပဲကဆုံလပြည့်နေ့တတိယအကြောင်းဘုရားဖြစ်တဲ့နေ့ဟာကဆုံလပြည့်နေ့ဖြစ်တယ်သရုတ်တအကြောင်းဗုဒ္ဓဝင်ဇက်ကိုခေါ်တဲ့နေ့ဟာလည်းပဲကဆုံလပြည့်နေ့ဖြစ်တယ်နောက်ဆုံးဦးဇင်းတို့မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုတဲ့နေ့ခန္ဓာဇက်သိင်းကြီးနဲ့နေ့ဟာလေပဲဒါကဆုံလတ်ပြီးနေ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီကဆုံလတ်ပြီးနေ့ကိုကဆုံလတ်ပြီးဗုဒ္ဓနေ့လို့ဒီလိုတလီတစားနဲ့အရေးထားပြီးတော့ရှေ့အစဉ်ဆက်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီကဆုံလာပြည့်နေ့ကိုညောင်ရီသွန်းပွဲနေ့ဆိုပြီးတော့ဒီလိုတတ်မှတ်ပြီးတော့မြတ်ဗုဒ္ဓရဲ့ ပရိဘောဂစီဒီပေါ့စီဒီထိုက်တယ်ပေါ့လေပရိဘောဂစီဒီထိုက်တယ်မြတ်ဗုဒ္ဓရဲ့အတုံးဆောင်ဖြစ်တဲ့ဒါညောင်ပင်ကိုဘောဓိညောင်ပင်ကိုရေသွန်းလောင်းခြင်းဖြစ်မြတ်ဗုဒ္ဓရဲ့ဂုဏ်ကျေးဇူးတွေကိုအောက်မေ့တရိယာပြီးတော့မြတ်ဗုဒ္ဓရဲ့အတုံးဆောင်ဖြစ်တဲ့ပရိဘောဂဖြစ်တဲ့ပရိဘောဂစီဒီဘောဓိညောင်ပင်ကိုဒါရေသွန်းလောင်းပြီးတော့ကုသိုလ်တွေပြုကြတယ်ရေပူဇော်ကြတယ် ရေသွန်းလောင်းပူဇော်ကြတယ်ပေါ့အဲ့တော့ညောင်ရေသွန်းပွဲဆိုပြီးတော့ဒီလိုတတ်မှတ်ပြီးတော့ဘုရားကုံတရားကုံတန်ခါဂုံတွေကိုအောင်းမေးတရိယာပြီးတော့ဒါနသီလအစရှိတဲ့ကုသိုလ်ကောင်းမှုတွေကိုဒီကဆုံလပြည့်နေ့မှာဒါတဒါရွှင်လန်းဝမ်ပန်းတတပြုလုပ်ကြတာဒါအနေနဲ့အရရက်မှာတွေ့ကြမြင်ကြမှာဖြစ်ပါတယ်အဲ့တော့ဒီကနေ့ဦးဇင်းမြတ်ဝေပြီးတဲ့ အကြောင်းအရာကတော့ကဆုံလပြည့်ဗုဒ္ဓနေလို့ဒါကြာပူကြပါလိမ့်မယ်တိုးတော်လည်းပဲဘာကြောင့်ဗုဒ္ဓနေလို့ပြောဆိုရတာလေတုံ့နှုံရတာလေဘာကြောင့်ကဆုံလပြည့်နေဟာဗုဒ္ဓနေလို့ဒီလိုပြောရဒါလဲဆိုတာကိုအဲ့ဒီအဓိပ္ပာယ်ကိုမသိသေးတဲ့သူများအဲ့ဒီအကြောင်းအရာကိုနားမလည်သေးတဲ့သူများသိရှိနားလည်ဖို့အတွက် ကဆုံလပြည့်နှစ်ဗုဒ္ဓနေ့လို့ပြောဆိုရခြင်းအကြောင်းဟာဒီလိုဒီအကြောင်းတွေကြောင့်ဖြစ်တယ်ဆိုတာကိုဒါသိရှိဖို့အတွက်သိရှိနားလည်ကြဖို့အတွက်ဥစဉ်ကနေပြီးတော့ဓမ္မဒါနပြုမျှဝေပေးလိုက်တာပဲဖြစ်ပါတယ်ဥစဉ်တို့ရဲ့ဒါနောက်ဆုံးအတူချုပ်ပြောမယ်ဆိုလို့ရှိရင်ဥစဉ်တို့ရဲ့မြတ်ဗုဒ္ဓဖျားဖြစ်ဖို့အတွက် စုပန်ခဲ့တဲ့ဖျားစုပန်ခဲ့တဲ့နေ့ဒီကဆုံလပြည့်နေ့ဖြစ်တယ်ဥစဉ်တို့ရဲ့ မြတ်ဗုဒ္ဓဖះလောင်းဖွားမြင်ခဲ့တဲ့နေ့မွေးဖွားခဲ့တဲ့နေ့ဟာလည်းပဲ ကဆုံလာပြီးနေ့ဖြစ်တယ်ဖះဖြစ်တဲ့နေ့ဖះဖြစ်ခဲ့တဲ့နေ့ဟာလည်းပဲကဆုံလာပြီးနေ့ဖြစ်တယ်ဘုဒ္ဓဝင်ဇက်ကိုဟောခဲ့တဲ့နေ့ဟာလည်းပဲကဆုံလာပြီးနေ့ဖြစ်တယ်နောက်ဆုံးဥစဉ်တို့မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုခဲ့တဲ့နေ့ခန္ဓာဇက်သိငင်းခဲ့တဲ့နေ့ဟာလည်းပဲကဆုံလာပြီးနေ့ဖြစ်တယ် အဲ့ဒီအကြောင်းတွေကြောင့်ကဆုံလပြည်နေ့ကိုဗုဒ္ဓနေ့လို့ပြောဆိုရတာဖြစ်တယ်ဆိုတာကိုဒီကနေ့သိရှိနားလည်သဘောပေါက်ဖို့အတွက်ပြောပြမျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။ကဲအားလုံးသောဓမ္မချစ်ခင်သူတော်ရှင်များဘာသာရေးပုဒ်တများတူပါရရှိပြီးတော့အားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာအသက်ရှိကြစွာနဲ့သာသနာ့ကျူးကိုလည်းပဲစတတ်တဘူတေဘူဆောင်ရွက်နိုင်ကြကုန်သောတရားသိမြင်မျက်နှာပံတို့ဝင်ရောက်နိုင်ကြကုန်သည့် သာသနာပြုသူတော်ကောင်းသူမြတ်လောင်းများ ဖြစ်နိုင်ကြပါစေ။